အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကျမ်းမာရေးကွန်ရက်ရဲ့ပထမဆုံးကွင်းစင်စေးကုသမှုကိုရန်ကုန်မြို့ဒဂုံစိတ်ကဲမြို့နယ်မှာမေလ6ရက်နေ့မနက်ကစတင်ပြုလုပ်လိုက်ပါတယ်။ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ကျမ်းမာရေးကွန်ရက်အဖွဲ့ဝင်တွေဟာကွင်းစင်စေးကုသမှုတွေကိုတနိုင်ငံလုံးအတိုင်းအတာဒီကြဲကြဲပြင်းပြင်းလှုပ်ဆောင်သွားဖို့ရှိပြီးလက်ရှိရန်ကုန်ငွေအကန့်အသတ်ရနေရာချို့မှာပဲစတင်နိုင်အောင်မယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်၅ဒေသမှာ ဦးစားပေးကွင်းစင်းကုတော်မယ်လို့ဆိုပြီးတကုံစိတ်ကန်းကိုရွေးချယ်ရတာဟာအခြေခံလူရန်းစားတွေများပြားပြီးဆက်သွယ်ရေးခက်ခဲတာကြောင့်လို့ဆိုပါတယ်ဒီမှာရှိတဲ့လူမျိုးတွေအမြင်ထားပါတော့။ကျမရဲ့လိုအပ်ချက်ကမထက်နေတဲ့လမ်းလမ်းပုံများတယ်။နံပါတ်1။နောက်နံပါတ်2ကဒီဒေါက်တာကိုစတန်နဲ့ဒီကမန္တလေးမြို့နယ်ကကိုရိုင်းကလည်းသူတို့ကလည်းဆောင်းဝင်နေဖြစ်နေတယ်။သူကဆောက်ဖို့အတွက်ကတော့ဆောင်းချင်းဆိုသူတို့ကကိုယ်ဘောပေါက်သူတို့လည်းပို့ပြီးတော့ ဟိုပြောတဲ့ဟာမှာပုံတော့နော်လုတ်ပြီးဟာမှာပုံအဆင်ပြေပါတော့နော်အဲ့တော့အဓိကသုံးချက်ကဒါပါပဲဆန်းကဟိုလုတ်ကနေရမှာခုနပြောတဲ့တိုင်းဟုံတိုင်းနဲ့ဒီနယ်ကိုကိုယ်စတယ်ဆိုရင်ဘာဒီပြင်းလုံးကိုဆရာတော့ဖြန့်ချပြီးလုပ်ပါဒါဆရာတော့ရဲ့ဒီရလာတဲ့ budget ပုံပြီးတော့ဆရာလုပ်ရမှာပေါ့နော် အဲ့ဟုတ်ထုတ်ပြပြောချင်တာချမ်းမာရေးဆိုတာလည်းဟိုလည်းပေါ့နော်ချမ်းသာတဲ့ဆန်ကလောဆယ်ခံလာနေရတာလေအများကြီးမှလောမယ်ကိစ္စတော့ဒီချမ်းမာမှုချမ်းသာရေးဆက်ကဘုံကြည့်ကြတာသူတို့တပိုင်းနိုင်တော့ဆက်ရက်တပိုင်းနိုင်လို့ဘယ်လိုမှမလုပ်ဘူးအဖြစ်အများဆုံးယောဂါတွေဖြစ်တဲ့စီးယူသွေးသွိုးရင်သားကင်ဆာနဲ့တိန်ကင်ဆာတွေအတွက်ကာကွယ်ကုသရေးတွေကိုအဓိကဦးစားပေးသွားမှာဖြစ်ပြီးအသိပညာဖြန့်ဖြူးမှုတွေကိုလည်းလှုပ်ဆောင်မယ်လို့ဆိုပါတယ် ယူဆနာဥယျာဉ်မြို့တော်မှာဝေဒနာရှင်နေရနီးပါးကိုခမဲ့ကုသပေးခဲ့ပြီးခွဲစိတ်ဖို့လိုအပ်သူတွေစိတ်ကျန်းမာရေးခံစားရသူတွေကလေးသူငယ်တွေနဲ့တားဖောက်ဖို့လိုအပ်သူတွေကိုတော့စင်းယုံကြီးတွေစီအခမဲ့ကုသရေးအတွက်လွှဲပြောင်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်